ားလုံးမင်္ဂလာပါခင်ဗျာအဲဒီနေ့ကြာတာပရင်းနေ့မနက်မှာဆိုလို့ရှိရင်လည်းချန်ပီယံလိရှုံးထွက်ပေါ့နော်ဒုတိယကြော့ပွဲစဉ်တွေဒါလက်ကျန်ပွဲစဉ်၄ပွဲရှင်ပြိုင်ကစားဖို့ရှိပါတယ်ထုံးစံတိုင်းအဲ့ဒီပွဲစဉ်၄ပွဲတည်းရပါပေါ့နော်အကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်လေး၂ပွဲကိုခမန်းရွေးချယ်ပေးကြပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ည7:15မှာပေါ့နော်ရှင်ပြိုင်ကစားမယ်ဒါ likely အသင်းနဲ့ဒေါ်မွန်အသင်းရဲ့ပွဲစဉ်လေးကိုခမန်းပေးကြပါတယ်ဆိုတော့ချန်ပီယံလိပွဲစဉ်တွေကလည်း တော်တော်လေးကိုခမန်းခတ်ပါတယ်မနေ့ကရလက်တည်းရလဲပေါ့နော်မထင်ထားတဲ့ရလက်မျိုးတွေထွက်ပေါ်ခဲ့တာမျိုးရှိရပေါ့နော်ဒီနေ့မှလည်းဘလိုရလက်မျိုးတွေထွက်ပေါ်လာမလဲစူးစမ်းပြီးတော့ကျွန်တော်ခမန်းကြည့်ရအောင်ပေါ့နော်ဆိုတော့ပြင်သစ်မြေမှာကစားမဲ့ပွဲစဉ်လိုင်လီနဲ့ဒွန်မွန်ပထမပထမအကြောကတော့ဒွန်မွန်တင်းရဲ့အိမ်ခွေးမှာဒါ1 1ဆိုတဲ့ရလက်မျိုးအော်လိုင်လီတင်းကခံကန်ခဲနိုင်တာမျိုးရှိတယ်ပေါ့နော်ဒီတစ်ခေါက်ကတော့လိုင်လီတင်းရဲ့အိမ်ခွေးမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်ဆိုတော့လိုင်လီကလည်းနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှင်တော့ရလက်ပိုင်းကတော့အရင်ကြီးမကောင်းတာဘူး လီဂူဝမ်ပွဲစဉ်နှစ်ပွဲကိုပဲကြည့်မယ်ဆိုလို့ရှိရင်တော့ PSG အသင်းကို4-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးခဲ့တယ်လို့နောက်ဆုံးရှစ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအဲတန်းစင်းစုံတွေရပါတော့မောင်ပယ်လီယာအတင်းကိုအိမ်ခွေးမှာဒါတကူကူမရှိဆိုရရလက်မျိုးနဲ့ဒါအနိုင်ရရှိခဲ့တယ်။ဒါပေမဲ့ဒီယာတီလိုင်လီအတင်းရဲ့ချန်ပီယံလိဆွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှင်တော့အထင်ကြီးလောက်ဆရာခြေစွမ်းတွေကိုတွေ့ရတယ်။ဂျူပီတာကိုတရေခံကန်နိုင်ခဲ့တယ်လို့လာလီဂါအတင်းကြီးနှစ်တင်းဖြစ်တဲ့ရီယယ်မက်ဒရစ်ကိုအနိုင်ကန်တဲ့အက်တလက်တီကိုမက်ဒရစ်ကိုအနိုင်ကန်ထားတဲ့ခြေစွမ်းမျိုးတွေကို တွေ့ရတာဖြစ်တဲ့အတွက် Champion League performance ကတော့ကောင်းတယ်လို့ပြောရမှာလည်းဖြစ်တယ်။ပြီးတော့ Dortmund တင်းရဲ့အိမ်ခွေးမှာတော့မှပထမအကြော position အသားပေါ့နော် chance create အသားနဲ့ Lively အတင်းကဒါတည်ရကစားထားနိုင်ခဲ့တာဖြစ်တဲ့တော့ပေါ့နော်။ဒီနေ့မှာတော့ Lively တင်းနေတဲ့အိမ်ခွေးမှာ Dortmund တင်းကိုကြော်ဖြတ်နိုင်မလားစိတ်ဝင်စားဖို့ကောင်းတယ်။ Dortmund တင်းကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါ Osbach ကိုတကူကူမရှိဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့ရတယ်။ဆိုတော့ဒီဟာဒီကျွန်တော်တို့ Dortmund အတင်းရဲ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ခြေစွမ်းမိုင်းကတိတ်ပြီးတော့မတည်ငြိမ်ဘူးအတက်အကျလေးတွေက အနှိမ့်မြင့်လေးတွေอ่ะဗောနော်မထင်ထားတဲ့ရလက်မျိုးလေးထွက်ပေါ်လေးရှိတယ်ကစားသမားကောင်းတွေပိုင်ဆိုင်ထားပေမဲ့ကောင်းမွန်တဲ့ရလက်မျိုးကိုမရရှိထားဘူးချန်ပီယံလိမှာလည်းရုံးကန်ထားသလိုလက်ရှိဘွန်ဒက်စလီဂါမှာဆိုလို့ရှိရင်လည်းအဆင့်30အထိကိုရောက်နေတယ်ဗောနော်ဒေါ်မွန်အတင်ဟာဒီယာဒီအိမ်ဝင်းဝေးဝင်းဆွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့လိုင်လီတင်းရဒီယာဒီကအိမ်ဝင်းကစားပုံတော်တော်လေးကောင်းတယ်ဗောနော်လီဂူဝမ်းမှာရောချန်ပီယံလိမှာရောကစားပုံတော်တော်လေးကောင်းလာတယ်ဒေါ်မွန်တင်းကတော့အဝေးဝင်းဆွမ်းဆောင်ရည်ကအရင်အားရစရာတော့မရှိဘူးချန်ပီယံလိမှာရောနောက်ဆုံးကစားခဲ့တဲ့ဘွန်ဒက်စလီဂါမှာဆိုလို့ရှိရင်လည်း အိမ်ဝင်းမှာ12ပွဲကစားခဲ့ပြီးတော့3ပွဲပဲနိုင်2ပွဲတည်ခုနှစ်ပွဲရှုံးလာတာဖြစ်တဲ့အတွက်ကိုဒေါမွန်ရဲ့အဝေးခွင့်ဆန်းဆောင်ရေးလေးတွေကတော့တိတ်ပြီးတော့အားရစရာတော့မကောင်းဒီနေ့ထားမှာဒေါမွန်အတင်းကတော့ဝေးခွင့်ဖြစ်ပေမဲ့လေဒါနှစ်တင်းကြားထဲမှာတော့ဘွန်ဒက်စလီကာကလပ်နဲ့လီဂူဝမ်ကလပ်ဆိုတဲ့အနေအထားမှာတော့လူစင်းရလဲဒေါမွန်အတင်းကနည်းနည်းလေးပူတာတဲ့အနေထားမှာ level 20ဆိုတဲ့အကျော်ပေးမှုလေးတော့အကျော်ပေးလာတယ်ပပလေးပေါ့နော်ဂိုးပေါင်းရကြည့်မယ်ဆိုလို့ရှင်တော့နှလုံး60အရှုံးဆိုတဲ့ဟာမျိုးလေး ပေးလာတာမျိုးရှိတယ်။ဂိုးပေါင်းကြီးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှင်တော့မနက်ခင်းကဂိုးပေါင်းကြီးက3လုံး60လောက်ပေးလာပြီးတော့တောက်လျှောက်ဆိုသလိုဒါညနေပိုင်းမှာပေါ့နော်ဂိုးပေါင်းကြီးတွေကပြော့လာတာမျိုးရှိတယ်။ဆိုတော့လူစင်းရကြည့်မယ်ဆိုရင်လည်းကျွန်တော်ရှိကပြောလို့ဒေါမွန်အတင်းကတော့ဒါတိုက်စစ်ပိုင်းကတော့ Guia Sea Kitten အတီးယာမီ brand လို့ကစားသမားမျိုးတွေပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်လူစင်းအဲဆာရွက်ပေါ်ကလူစင်းအဲတော့တောင့်တင်းတယ်တစ်ဖက်က Lily အတင်းကလည်းဒါ Dia D မှာ Lily အတင်းတို့က16ကိုသွင်းယူထားတဲ့ Jonathan David ဥဆောင်လာမယ်တောင်ပန်နေမှာကတော့ဒါ Harrison နဲ့ အာမပီပေါ့နော်အမ်ပပီရဲ့ညီပွဲထွက်လာနိုင်ပွဲရှိတယ်အကွင်းလယ်ဒီမှာကတော့အန်ဒရီနဲ့နောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြနေတဲ့ဘရာဒီပွဲထွက်လာဖို့တော့ရှိတယ်နှစ်သင်းရဲ့လူစင်အရာကြည့်မယ်ဆိုရင်ဒေါ်မွန်နဲ့လေးတာတယ်ဆိုရင်လိုင်လီယာအင်ကွင်းအားတာချက်ရှိတယ်ဆိုတော့မနက်ခင်းကအာရှအကြောပြမှုကဒဲဒဲထွက်လာပြီမဲ့လက်ရှိမှာဒေါ်မွန်တော့နည်းနည်းလေးပပလေးပေးလာတယ်ဆိုတော့မနေ့ကကျွန်တော်တို့လေဗာကူဆင်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကျေးဇူးကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့လေဗာကူဆင်အင်ဂွင်းဖြစ်ပေမဲ့ဘိုင်ယန်မြူးနစ်တင်းက level 40ပေးထားပြီးတော့ဘိုင်ယန်မြူးနစ်တင်းအသင်းပေါ့နော်ကျေးအောင်သွားတာမျိုးရှိတယ်ဆိုတော့ဒီနေ့မှလည်းဒေါ်မွန်တင်းအနေနဲ့ Lily Queen ဆိုပေမဲ့လည်း level 40လောက်တော့အနည်းဆုံးပေးတင်တယ်လို့တော့ထင်တယ်ဒါတော့ကျွန်တော်အမြင်ပေါ့နော်ဟိုဒါကလည်းဒေါ်မွန်တင်းဝေဝင်ဆွမ်းဆောင်ရည်ဒီမကောင်းတာကြောင့်လားတော့မသိဘူးပေါ့နော်ဘလို့ပဲဖြစ်ကျွန်တော်စိတ်ထင်တော့ဒီပွဲစဉ်မှာဒေါ်မွန်တင်းအနေနဲ့ level 30တိုးမဟုတ် level 40လောက်တော့ပေးတင်တယ်လက်ရှိ level 20ဆိုတာကဒွန်မွန်တင်းုံပဲလူကြိုက်များလာနိုင်ပွဲရှိတယ်ကိုပေါင်းကြီးရကြည့်မယ်ဆိုလို့ရှင်လေကိုပေါင်းကြီးတွေကတော်တော်လေးပြော့လာတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကကျွန်တော်အစိတ်ထင်ပါတော့ဂိုးနဲ့သွားနိုင်ပွဲရှိတယ်လို့ကျွန်တော်တော့ထင်တယ်အဲဆိုတော့ likely တင်းလဲအင်ကွင်းဖြစ်တဲ့အတွက်တိုက်စစ်မှုကောင်းတွေပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ဂိုးရနိုင်ပွဲရှိတယ်လို့ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်တော့ဒွန်မွန်အတင်းထပ်စားလို့ရှင်တော့ likely အတင်းရဲ့အင်ကွင်းဆွမ်းဆောင်ရည်ကိုအနည်းငယ်ပိုကြိုက်တယ် ဒါကြောင့် Lively အသင်းကိုရွေးချယ်ပေးချင်တာမျိုးရှိတယ်။ဒါပေမဲ့ Bory ကတော့တိတ်တော့ strong မဖြစ်ဘူးပေါ့နော်။အကျွန်တော်စိတ်ထင်ဒီပွဲစဉ်ကတော့11ဆိုတဲ့ရလတ်မျိုးဖြစ်သွားနိုင်ဖို့ရှိရတော့ပေါ့နော်။အဲဂိုးအနေပေါ့နော်။ဂိုးပေါင်းအောက်ကိုတော့ရွေးချယ်ပေးချင်တာမျိုးရှိတယ်။ဒါကြောင့်ကျွန်တော် Lively နဲ့ဂိုးပေါင်းအောက်ကိုဒီပွဲစဉ်မှာရွေးချယ်ပေးချင်တာမျိုးတော့ရှိပါတယ်။နောက်တော့ပွဲစဉ်ကတော့ Arsenal အသင်းနဲ့ PSV အသင်းရဲ့ပွဲစဉ်။ဆိုတော့ဒီပွဲစဉ်ကတော့နောက်တစ်ဆင့်ကိုတတ်မဲ့အသင်းကတော့အပြေပေါ်သွားပြီလို့ ပြောရမှာလည်းဖြစ်တယ်အာဆနယ်တင်းရပထမအကျော် PSV တင်းရအင်ကွင်းမှာ7-1ဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကိုအင်ကွင်းအမ်မရီမှာပေါ့နော်တရေကြုံနေရင်နောက်တစ်ဆင့်ကိုတက်တယ်ဒါကြောင့်ဥရောပဝင်ရိုးမှာလည်းအာနောက်တစ်ဆင့်ကိုတက်မဲ့အနေထားမှာပေါ့နော်အာဆနယ်တင်းကိုအာဆနယ်တင်းကိုလုံးဝကြီးမပေးထားဘဲနဲ့ပေါ့နော် PSV ကိုမဖြစ်နိုင်တဲ့ကြီးအာဇာတရာတောင်ပေးရတယ်ပေါ့နော်ဆိုလိုတဲ့သဘောတော့အာဆနယ်တင်းကတော့ quarter final အဆင့်ကိုတက်ရောက်ဖို့အတွက်ပေါ့နော်အခြေအနေကောင်းသွားပြီဒါကြောင့်ဒီပွဲစဉ်မှာအာဆနယ်အနေနဲ့အဓိကကစားသမားတွေကို အနားပေးလာဖို့ရှိတယ်ပြီးတော့အာဆင်နယ်အသင်းက Premier League ဘက်ကိုအပြည့်အဝဟိုအာယုံဆိုက်ရမယ့်အနေအထားလက်ရှိမှာအဆင့်တင်နေရတာက Liverpool အသင်းနဲ့15မှတ်ကွာဟသွားပြီဆိုတော့တင်ချာနီးရ Premier League ဖလားကြီးက Liverpool အသင်းရရှိသွားပြီဆိုပေမဲ့ပွဲစဉ်38အထိကြိုးစားပိုင်ခွင့်ရှိတယ်ပြီးတော့လာမယ့်ပွဲစဉ်ကအာဆင်နယ်အသင်းက အသင်းကြီးဖြစ်တဲ့ Chelsea တင်းကိုအင်္ဂလန်အမရိတ်မှာအဲခံပြီးရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်ကိုအလက်ရှိမှာ injury ပြဿနာတွေရှိတဲ့အတွက်ကိုဒီပွဲစဉ်မှာပေါ့နော်ဒါအထူးကစားသမားတွေကိုအနာပေးပြီးတော့ injury ထပ်မရအောင်ကြိုးစားလာဖို့ရှိတယ်နီးပြအတီတာအနေနဲ့ပြီးတော့ Chelsea တင်းကိုပေါ့နော်ရင်ဆိုင်ပြီးတော့ဒါရမှတ်၃မှတ်အပြည့်အဝရယူရမယ့်ပွဲစဉ်အဲလာမယ့်ပွဲစဉ်မှာလာ Chelsea တင်းရဲ့ပွဲစဉ်မှာအမှတ်ရောခဲ့မယ်ဆိုလို့ရှိရင်တော့ချင်းတွေပေါ့ Premier League ဖလားကြီးကို Liverpool တင်းကိုပေါ့နော်ဒါ ပေးလိုက်ရမယ့်အနေအထားမျိုးတွေပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ကအဓိကကစားသမားတွေကိုအနားပေးလာနိုင်မှုရှိတယ်။ဆိုတော့တိုက်စစ်ပိုင်းမှာကတော့ဒါပြထားတဲ့အတိုင်းဆိုလို့ရှင်တော့ရွေးချယ်ကြတော့မရှိ Trussell ဒါ Marino နဲ့တစ်ဖက်မှာ Wayne ကစားသမား Starling ကိုတော့ပွဲထုတ်ကစားသမားဆင်းမှာတုံးလာနိုင်မှုရှိတယ်။ရှေ့ရတိုက်စစ်မှုတွေကတော့ကျွန်တော်မပြောတော့အလုံးသိကြတဲ့အတိုင်းပဲပေါ့နော်။ Saka အော် Martinelli ပြီးရင် Kai Havertz တို့ကတော့ injury ရနေတာမျိုးရှိတယ်။ကွင်းလယ်ပိုင်းမှာဆိုလို့ရှင်လဲ Odegaard အာယော်ဂျင်ဖိုနဲ့ပေါ့နော်ဒီကလန်ရိုက်ကိုတုံးလာဖို့ရှိတယ်နောက်ခံလူနေရာမှာလည်းကလဖီအိုရီတို့တင်းဘားတို့ကိုအနာပေးပြီးတော့ပေါ့နော်ဖူဘတ်တင်မှာဘန်ဝိုင်းနဲ့ဆင်းချက်ကိုပြန်ပါလာဖို့ရှိတယ်စန်တပတ်အတွဲမှာကတော့ဆလီဘာနဲ့ကီဝီယိုကိုပြတာတယ်ကိုသမားကတော့ဒေးဗစ်ရာယာဒါကတော့အာဆနယ်တင်းရဲ့ဖြစ်နိုင်ပွဲရာ line နဲ့တစ်ဖက်က PSV PSV ကတော့ဒါဝိုင်းကစားသမားကြီးလူဒီအောင်ပဲပွဲထွက်လာမယ်တောင်ပံတစ်ဖက်မှာလန်နဲ့ဝိုင်းကစားသမားပါရီစ်နံပါတ်10ရောနေရာမှာထေး အကွင်းလယ်တွေမှာကတော့ Subari နဲ့ Shroutan ပွဲထွက်လာမယ်နောက်ခံလူတွေနေရာမှာကတော့ Junior Fubat မှာပေါ့နော်စနဘတ်မှာကတော့ Baskali နဲ့ Flamingo တို့ပွဲထွက်လာမယ်ဂိုဒမားကတော့ Benitez ပေါ့နော်ဒါကလည်း PSV အတင်းရဲ့အတောင်တင်းဆုံးလူစီရင်ပဲဆိုတော့ PSV အနေနဲ့ကတော့ Arsenal တင်းကိုဒါရှင်ကန်မှုကတော့ဟိုမဖြစ်နိုင်တဲ့အနေအထားပေါ့နော် Arsenal ကွင်းဖြစ်နေတာလည်းတကြောင်ပထမကြိုးကလည်းအိမ်ကွင်းမှာတော့မှ Arsenal ကိုပြတ်ရှုံးခဲ့ရတဲ့အနေအထားမျိုးလေးဒါပေမဲ့တိတ်ခါပိုင်းအရာနောက်တစ်ဆင့်တက်မတက်ဟိုနောက်ဆင့်တက်မှုမသေးကြပါဘူးပဲ PSV အနေနဲ့ကတော့ဒါ အဝေးဝင်ပြိသက်တွေကိုနော်ပျော်ရွှင်မှုပေးပြီးတော့တိခါပိုင်းရဲ့အာဆင်နယ်ကိုဂိုးမပြအောင်လည်းကစားလာမယ့်အနေအထားမျိုးလေးရှိတယ်။လက်ရှိထွက်ပေါ်လာတဲ့ဒါအာရှအကျော်ပေးမှုအရာလေအာဆင်နယ်တင်းကမနက်ပိုင်းကကြီးထက်ဆာလို့ရှင်ညနေပိုင်းမှာတော်တော်လေးပြော့လာပြီးတော့140အရှုံးလောက်ပဲပေးရတဲ့အနေအထားပေါ့နော်။ဒါကလည်းအဲနည်းနည်းလေးပြော့ရဲဆိုပေမဲ့ဖဲဖြစ်တဲ့အနေအထားပေါ့နော်။အာဆင်နယ်ကအထူးကစားသမားတွေကိုအနာပေးပြီးတော့သူလည်း အာထိန်းကန်လာမယ့်အနေအထားဆိုတော့ဗောနော်ဒါကြောင့်လေဒီပွဲစဉ်မှာတော့ကျွန်တော်ထင်တယ်အာဆင်နယ်တင်းကတော့ဒါထိန်းကန်လာမယ့်အနေအထားဗောနော်တီရလက်ကိုဦးတည်ပြီးတော့နိုင်မယ်ဆိုရင်တော့အာဆင်နယ်ဂိုးမပြတ်နိုင်ဘူးလို့ထင်တယ်ဒါကြောင့်အာဆင်နယ်နိုင်မယ်ဆိုရင်တော့ချင်းမြောင်းနဲ့ရလက်လောက်နဲ့ဒါအနိုင်ရရှိသွားဖို့ရှိရတော့ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါ PSV အသင်း body လေးကိုကျွန်တော်ရွေးချယ်ပေးချင်တာမျိုးရှိတယ်အဂိုးရဆိုလို့ရှိရင်လည်း PSV လည်းဒီပွဲစဉ်မှာပထမအကြော့က ဂိုးပြက်ရှုံးလာတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရှိရပြလို့တိတ်ခါပိုင်းရတကိုးလောက်တော့တွင်းနိုင်မယ်လို့တော့ထင်တယ်ဒါကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာဂိုးရလက်ဆိုလို့ရှိရင်တော့အာစနယ်အသင်းအနေနဲ့တူဝမ်ဆိုတဲ့ရလက်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပေါ့နော်ဒါဝမ်ဝမ်ဆိုတဲ့ရလက်မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကတော့ဒီပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်ပဲဖြစ်ပါတယ်ဆိုတော့တကယ်ချင်းနေလေ common box မှာအမြင်လေးတွေကိုဝင်မြပေးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်က SNTV ရဲ့ host ရနိုင်ပဲဖြစ်ပါတယ်ခင်ဗျာ